ားလုံးပဲမင်္ဂလာပါမန်ယူ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Messi နဲ့တနေ့ပြ Ruby Emery အနေနဲ့ဒီညတနင်္လာ၄ရက်မှာကစားမယ် Chelsea အင်္ဂလိပ်မှာ Premier League ပွဲစဉ်39နဲ့ပတ်သက်ပြီးတော့ပွဲကြိုသတင်းစာရှင်းလင်းပေးပြုလုပ်ခဲ့တယ်သူကပေါ့ဗျာဒီနေ့ပွဲစဉ်ရဲ့တက်ကိုကစားသမားလူစုံတက်စုံနဲ့လဲပွဲထုတ်လာနိုင်ဖို့များတယ်ဆိုပြီးတော့သူကပြောထားတယ်ဆိုတော့ Emery ပြောတဲ့အကြောင်းအရာတွေကိုဒီကနေ့မှာဆွေးနွေးကြည့်အောင်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ ပွေးကျွတ်တင်းစားချင်းလေးပဲကအကြောင်းကိုမပြောခင်မင်းညာကဆိုရင်ဒီနေ့ပွေးစင်နဲ့ပတ်သက်ပြီးတော့ပွေးကျွတ်သုံးသက်ချက်ဗီဒီယိုတင်ပြတာရှိပါတယ်။ညီကတို့မကြားသေးဘူးဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးမှာဝီရောက်ကြည့်ကြည့်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်။ဆိုတော့အမေရိကန်ပေါ့ဗျာကျွန်တော်တို့အနေနဲ့လာမယ့် EU ပါလေဖိုင်နယ်မှာကစားမယ့် player တချို့တဲပြဿနာရှိနေခဲ့မယ်ဆိုရင်ဒီညာချက်စီနဲ့ပွေးကိုပွေးထောက်အသုံးပြုလာဖို့မဟုတ်ဘူးဆိုပြီးတော့သူပြောထားတယ်။ဒါပေမဲ့ကစားသမားတွေကတဲပြဿနာကြုံဖို့အလားအလာမရှိဘူးဆိုရင်တော့ ခေကစားမှာဖြစ်တယ်ပေါ့ဘူလူပွေးမကစားခင်မှာဆိုရင်ရနေနေလိုသေးတဲ့အတွက်ဒီတိုင်းမနေပဲကစားသမားတွေကို recovery လုပ်တလို့မျိုးနဲ့ပွေးထောခွင့်အသုံးပြုရမှာပဲဆိုပြီးတော့ MRI ကပြောတာတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေ့ပွေးကိုလည်းဘူလူပွေးပုံစံလိုမျိုးအကောင်းဆုံးပုံစံနဲ့အနိုင်ရဖို့ကိုဦးတည်တော်ဖို့ရှိနေတယ်ကျွန်တော်ကဘူလူပွေးကိုလောလောဆယ်မှာမစင်ရသေးပဲချက်စီနဲ့ပွေးကိုပဲဒီကအာယုံထားရတယ်အဒီကဘလိုပုံစံနဲ့တော့မလို့ဆိုတော့ကိုပဲသူတွေးထားတယ်ဆိုပြီးတော့ MRI ကပြောထားတယ် ပြီးလို့ရှိရင်ကစားသမားတွေအနေနဲ့ကလည်းဒီလိုမျိုးပူထုတ်ခွင့်ပေးမှလာမယ့်ဖိုင်နယ်အတွက်ကိုကြိုတင်ပြင်ဆင်ဖို့အချိန်ကြီးကောင်းလို့ဆိုပြီးတော့ထက်မှန်ပြီးတော့သူပြောထားတဲ့အတွက်အကေလေးပဲ MR ပြောသလိုပဲဒီနေ့ပွေးစီမှာလူစုတက်စုံနဲ့ပွေးထုတ်လာခဲ့မယ်ဆိုရင်အန်တွေရှိတယ်ကျွန်တော်နှစ်ချက်စဉ်းစားအားမှာပထမတစ်ချက်ကသူပြောသလိုပါပဲကြိုတင်ပြင်ဆင်တဲ့အနေနဲ့ကစားသမားတွေကိုထိုက်တဲ့တလောင်းပွေးထုတ်ခွင့်ပေးရမယ် ကစားမှုတွေကျွန်တော်တို့သူတို့ရဲ့ပုံစံတွေကိုကျွန်တော်အနေထားတစ်ခုကြည့်ရမယ်ပြီးမှပဲလာမယ့်ပွဲစဉ်ရဲ့တက်ကိုကြိုတင်ပြင်ဆင်နိုင်ရင်ရှိမှာပေါ့ဒါကအဲမူရဲပြောတဲ့အချက်တစ်ဖက်ကလည်းမယ်တယ်လို့တစ်ဖက်ကလည်းမှားတယ်စာသမားတို့စဉ်းစားကြည့်ကျွန်တော်တို့ဝက်ဆန်နဲ့ပွဲစဉ်မှာဆိုရင်ကစားသမားစုစုလေးနဲ့ပွေးထုတ်ခဲ့တယ်ဘရူနိုဖာနီတက်တို့ဆိုရင်လည်းမိနစ်80 80 90အထိကျွန်တော်တို့အသုံးပြုခဲ့တယ်ရရှိမဲဝိုင်နဲ့တို့ဆိုရင်လည်းမိနစ်90အဓိကကစားသမားတွေကြီးပဲကျွန်တော်တို့အစ်ဒီနေကပွေးထုတ်ခဲ့တယ်ဒါပေမဲ့ရှာလဲကကျွန်တော်တို့2စီနဲ့ရှုံးခဲ့တယ် ဲ့ဒါမကသေးဘူးအဓိကကစားသမားဖြစ်တဲ့နောက်တန်းဆက်တဲ့လီနီယူကတန်ရပြဿနာကြုံတော့ခဲ့လို့လာမယ့်ယူပါလိုက်ဖိုင်နေမှာတော့ပါဝင်လာနေဖို့မသေးကြဘူးဆိုတော့အဲမနာပြောတဲ့တစ်ချက်ကတော့မဲတယ်နောက်တစ်ချက်ကတော့မှားတယ်တကယ်လို့ဒီနေ့ပွေးစီမှာဟုတ်တယ်မလားအဓိကကစားသမားတွေကအသုံးပြီးပြီးတော့ injury ပြဿနာဖြစ်တော့ခဲ့မယ်ဆိုရင်ဘယ်လိုလုပ်မလဲကျွန်တော်စဉ်းစားမှအဲ့ဒီအချက်တွေကိုလည်းရေးကြည့်တယ်အခုဒီရာဒီပရီးမီးယားလိဂ်ကတိုက်ပွဲနေတာကမဆင်းတော့ဘူး ်မနိုင်လေးဘာမှမဖြစ်ဘူးရှုံးရင်လေးဘာမှမဖြစ်ဘူးနိုင်ရင်လေးဘာမှမဖြစ်တော့ဘူးအစစ်စစ်လေးစင်ကားမှာကျွန်တော်နေရတော့မှာကျွန်တော်ဒီနေတာတစ်ခုလာမယ့်ဖိုင်တွေကကျွန်တော်အရေးကြီးတယ်အခုစပါးဆိုရင်ပေါ့ဗျာလက်ကျန်တပွဲနှစ်ပွဲဘူလူဝေးမတိုင်ခင်အဲ့ဒီပွဲတွေကိုဆိုရင်အရင်နေနဲ့ပွဲတော့ကစားမှာကျင်းတည်တယ်အခုအမ်မွေကအဲ့လိုမဟုတ်ဘူးဒီတိုင်းတော့ဆိုရင်တေချာပါတယ်အဓိကကစားသမားတွေဖြစ်တဲ့ဘလူးနိုဖာနန်ဒက်တော့နောက်တဲမှာဆိုရင်ဟယ်ရီမခွိုင်းရတော့ ပြီးလို့ချင်းတိုက်စစ်မှာဆိုရင် Rashimel White လည်းတော့ Level 10တော့မှာဆိုရင်အဓိကကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့ Kubimain တို့ Garnacho စတဲ့ကစားသမားတွေပါဝင်လာနေခြင်းများတယ်ပြီးလို့ချင်း Queen Lee ညာဘက်အချင်းမှာဆိုရင် Armedia လိုတို့ကိုလည်းပွေထုံးကိုပေးလာဖို့ရှိနေတယ်ဒီလိုမျိုးပွေထုံးလာခဲ့မယ်ဆိုရင်တစ်ဖက် Chelsea က Champion League ဝင်ဖို့ကိုအသေးအတန်ကစားဖို့ရှိနေတာကျွန်တော်တို့ရဲ့အင်ကွေးမှာဝင်ဝင်နဲ့တည်ကြသောခဲ့တဲ့အခုသူတို့ရဲ့အင်ကွေးမှာ Champion League ဝင်ဖို့ဆိုတာကတော့တိတ်ပြီးတော့မတည်ကြဘူးဖြစ်နေတာဘာကြောင့်လဲဆိုရင် ော် SMB လောက်တို့ရှိတယ် Note 4တို့ရှိတယ်အဆင့်9မှာဆိုတော့သူတို့အနေနဲ့အမက်ကအဲ့လိုဒီကွာမှုမရှိတဲ့အတွက်ဒီနေ့ပွဲက Chelsea အတွက်နိုင်ပါ့ကိုဖြစ်မဲ့အနေအထားတခုတွေ့နေရတယ်တကယ်လို့ Chelsea ကမနိုင်ပဲလက်ကျန်တဲ့ပွဲကိုရှုံးခဲ့မယ်ဆိုရင်အဆင့်9ကိုရောက်သွားမှာအဆင့်9ကိုရောက်တော့လို့ရှိရင် you parlay ဖိုင်တွေက Man U ဖြစ်ဖြစ်စပါးဖြစ်ဖြစ်အဲ့ဒီနှစ်သင်းတွေကတသင်းတက်ခဲ့မယ်ဆိုရင် Chelsea က auto you parlay ကိုတွားရမှာစာသမားတို့ အဲ့လိုမျိုးအနေထားတွေရှိတဲ့အတွက်ချက်စီကလုံဆုံတက်ဆုံနဲ့ပွေးထုတ်လာပြီးတော့သူတို့ရဲ့အင်ကွေးမှာကိုယူနေတဲ့အသင်းကိုဒုက္ခအများကြီးပေးနိုင်တယ်ချက်စီဆိုတာကဒီရတီအဆင့်9မှာရှိနေတာတကယ့်ကိုပေါ်ဖို့မဲ့ကောင်းပြပြီးတော့ကျွန်တော်တို့ယူနေတဲ့အသင်းတဲ့အဆက်တရာမကဒါတွေလို့ကျွန်တော်ပြောရှင်တယ်ဒါကိုအသင်းကိုနှိမ့်ချတာမဟုတ်ဘူးလက်တွေ့ကျွန်တော်မြင်နေတဲ့အနေအထားတစ်ခုပထမသူတို့ရဲ့ကစားမှုသူတို့ရဲ့ကစားသမားတွေအဲ့စီမှာဘလောက်ထိအလုံးလုံးနိုင်နေရှိတဲ့ပလေယာတွေအများကြီးကျွန်တော်တွေ့ရတယ်ဆိုတော့ အမရပြောတဲ့ချက်ကတော့မန်ကောင်းမှန်လိမ့်မယ်ကစားသမားတွေအနေနဲ့ပွေးဝေးလို့မရဘူးပွေးစနိုက်လိုလိုမှာကျွန်တော်အကောင်းဆုံးပြင်ဆင်ဖို့အတွက်ပွေးထုတ်ခွင့်ပေးရမယ်မန်ကောင်းမှန်နိုင်လိမ့်မယ်ဒါပေမဲ့ဝက်ဆန်နဲ့ပွေးစင်တွေကလိုမျိုးကစားသမားတွေတဲ့ပြဿနာကြုံတော့ခဲ့မယ်ပထမတစ်ယောက်နဲ့ယောက်အဓိကဖြစ်တဲ့ဘရူနိုဖာနန်ဒက်တို့ကက်ဆမီရိုတို့ခါနာရှိုတို့အဲ့လိုမျိုးဖြစ်တော့ခဲ့မယ်ဆိုရင်ကျွန်တော်ဘသူကိုအစားထုတ်မလဲအရင်မှာစီဒီလိုမျိုးလီဗာပူးလိုမျိုး တခြားအသင်းတွေလိုမျိုးကျွန်တော်အရင်တွေမှာလည်းအင်အားမရှိတဲ့အတွက်ကစားသမားတွေကျွန်တော်ရေဒီအသုံးပြုဖို့အနေထားမရှိတဲ့အတွက်ဒါကကျွန်တော်အရေးကြီးတယ်ဟုတ်တယ်မလားသူတို့အသင်းဘက်ကတော့ရေကုန်ရေခက်ကစားလာမှာပဲသုံးမဲရရင်လေသူတို့အတွက်အာမခံရရှိတော့မှာဘာဖြစ်ဆိုတော့အောက်ကအသင်းတွေလည်းအမက်တွေအဲ့လောက်ကွာမှုမရှိတဲ့အတွက်သူတို့ကအနိုင်ကစားမှာကိုရီမန်ချက်စတာယူနိုက်တက်အဖို့ကတော့ရှုံးရင်လေဘာမှမဖြစ်သလိုနိုင်ရင်လေဘာမှမဖြစ်ဘူးဆိုတော့ ကျွန်တော်ကပေါ့ဗျာဒီနေ့ပွဲစဉ်ကိုတကိကိုရှင်လေးတယ် MW ဒီလိုမျိုးပြောတဲ့အနေထားအရဆိုရင်ဝဆန်ပွဲစဉ်တွေကလည်းမျိုးအဓိကလူစင်းကိုတုံပြလာမှာဒီလိုမျိုးတုံပြခဲ့မယ်ဆိုရင်ကစားသမားတွေအင်ဂျူရီပြဿနာမကြုံရရလို့လေကျွန်တော်မပြောရဘူးအတူကပေါ့ဗျာပွေးတော်မစားသေးဘူးကစားသမားတွေအနေနဲ့ယူပါလေပွေးစဉ်ကစားဖို့အတွက်အခုဒီနေ့ပွေးစဉ်ဒဏ်ရာပြဿနာရှိမဲ့အနေထားတွေးမယ်ဆိုရင်သူကအသုံးမပြဘူးပေါ့တကယ်လို့မရှိဘူးဆိုရင်အသုံးပြမယ် အဲ့လိုမျိုးမရှိဘူးလို့အသုံးပြုခဲ့မယ်ဆိုရင်ပွေးစီအနေထားတစ်ခုမှဖြစ်တော့ခင်ဘယ်လိုလုပ်မလဲဟာမလို့ကဘာဘူးစာသမားတို့ဘာဘူးစာအဲ့မွဲလှုပ်လာတဲ့ပုံစံတွေကနင်းနင်းလေးမှားနေသလားတော့စပါးနေပွေးစီဒီတော့အရေးကြီးပါတယ်ဆိုမှဝဆဲနေပွေးစီမှာဒီကလူချင်းအသုံးပြုခဲ့နေတော့ပဲလင်းနေယူဒီလေးလေးပါဝင်ဖို့ကျွန်တော်တို့မသေးကြဘူးအဓိကကစားသမား၂ယောက်ဖြစ်တဲ့ကျွန်တော်တို့ဒီလေးနဲ့ လီနီယူကအင်ဂျွေပြက်တနာဂျုံနေရတာထပ်ပြီးတော့ကျွန်တော်တို့အဲ့ဒီညာနောက်ခံမှာကစားတဲ့မာဇာဝီတို့ကြံပြက်တနာဂျုံတော့ခဲ့မယ်စီကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့မလီကူဘဝစာသမားတွေအိမ်မွေးဘယ်လိုပုံစံနဲ့တွောမလဲအဓိကကစားသမားတွေဥပြလောက်ဖို့ရာနုပင်းများနေတယ်ဒီတိုင်းဆိုရင်ဒီလိုမျိုးပွေးထောက်လောက်ခဲ့မယ်ဆိုတော့ကျွန်တော်ကတော့မီနီ60ရေမြန်မြန်ပြီးပါစေလို့ပဲဆုတောင်းရမှာကိုအတင်းကဘာမှမျှော်လင့်ချက်မရှိတော့ဘူးပရီးမီးယားလိမ့်မှာနော် တဖက်ချက်စီအတင်ကမျောလင်းချက်ရှိတယ်ယူပါလေအော်တိုဝင်ဖို့အတွက်တေချာနေတဲ့တေတေဖြစ်တယ်သူတို့အမားခံမှာမဟုတ်ဘူးဒီနေ့ပွေးစဉ်သူတို့ရဲ့အိမ်ခွင်းမှာရှက်စီအနေနဲ့ကလည်းကွန်ဖရင့်လေးကစားဖို့29ရက်နေ့မှာလိုသေးတဲ့အတွက်သူတို့ဘာမှမဖြစ်ဘူးသူတို့ဂျန်ပြဿနာကြုံတော့ခဲ့ရရင်လည်းသူတို့မှအရင်နေရှိတယ်ကျွန်တော်တို့ယူနိုက်တက်အတင်က22ရက်နေ့မှာကစားမှာရှက်စီနဲ့ကျွန်တော်တို့ယူနိုက်တက်အတင်ကစားမဲ့ဖိုင်နေပွေးစဉ်ကကိုယူနိုက်တက်အတင်ကနီးကဲ့နေတယ် ဆိုတော့ဘလူးကဘဝဥစာသမားတို့ရေအိမ်မွေးဒီလိုမျိုးလှုပ်လာမယ်ဆိုရင်တော့ကျွန်တော်တို့အပြစ်တင်မိမှာပဲပရိသတ်တွေအဖို့ကလည်းငါတို့ကတော့ပရိမြလေးကတော့ဘာမှမထူကြတော့ဘူးနိုင်ရင်လည်းဘာမှမဖြစ်ဘူးရှုံးရင်လည်းဘာမှမဖြစ်တော့ဘူးဒါကြောင့်ဒီနေ့ပွေးစဉ်ကိုအရန်တဲ့လူငယ်ကစားသမားတွေနဲ့ပွေးထုတ်လာစေရှင်ကြတာအကုန်လုံးပဲဆိုတော့ဘလူးလုံးမလေးစားသမားတွေအဲ့လိုမျိုးတော့ဖြစ်ခင်းမယ်ဆိုရင်ကျွန်တော်တို့မတွေးစရာပဲ ။ဘာဖြစ်လို့ကိုအစ်အနေနဲ့တာတကားတွေအများကြီးရှိတာမြို့ကိုလို့တိတိအတိုင်းပဲ။အဓိကလူစင်းနဲ့ပွေးထုတ်တယ်ဒါပေမဲ့မနိုင်ဘူး။ဆိုတော့ဒီနေ့ပွေးစဉ်က90ဖြစ်စေကျုံးတီဖြစ်စေကျွန်တော်အသင်းအတွက်ကတော့ဘာမှမထူချတော့ပါဘူး။ကျွန်တော်ပတ်စီလေးတယောက်မြေပြောလို့ရှိမြေဒီနေ့ပွေးစဉ်ကိုမြေအရင်နေနဲ့ပွေးထုတ်ပလိုက်လူငယ်ကစားသမားနေနဲ့တာမြေပွေးထုတ်ပလိုက်မာဇရာဝီတို့မြေထိမနေနဲ့တော့ဟုတ်နေမလားပြီးလို့ရှိမခွန်ရတို့ထိမနေနဲ့တော့ဂိုသမားတို့မြေပြောင်းနေချင်းလေးမလေးရှင်နေပေါ်ဗျာအဲ့ဒီ၃ရောက်ကတူတူပဲညကွင်းလေးမှာဆိုရင်လေကက်စမီရိုတို့ထိမနေနဲ့ နေပါတဲမှာဆိုရင်မစ္စမောင်းတို့ဖြစ်လာလိုက်ဟုတ်တယ်မလားအေဆင်တို့ဖြစ်ရူနိုဖာနတဲကိုထုတ်ကက်စမီရိုထုတ်ရှမဲဝိုင်လဲကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေတယောက်ဖြစ်ရှိတဲ့ထောင်မှာဖြစ်မနေနဲ့အဲ့လိုမျိုးတွားရမှာဒါကျွန်တော်တယောက်ရဲ့လူရှင်တဲ့ပုံစံပေါ့အခုကအင်မွေကလူစုံတက်စုံနဲ့ပွေးထုတ်လာခဲ့မယ်ဆိုရင်ဇာသမားတို့ရဲ့ကျွန်တော်တို့မပြောပြတတ်တော့ဘူးဆိုတော့ညီကိုတို့အနေနဲ့ဘလို့ထင်မြင်ချက်ရှိတယ်အင်မွေပြောသလိုပဲတကယ်လို့များကစားသမားတွေရဲ့ဖို့ တရားပြဿနာချိန်မေ့ဖို့မပေါ်ခဲ့ဘူးဆိုရင်လူစုံတက်စုံနဲ့အဓိကကစားသမားတွေကိုပွေးထုတ်လာနေချင်းရှိမလားကျွန်တော်တို့အဖို့ကတော့ဗောဗျာစုံလေးစုစားလေးယူဖြစ်တော့မှာအမွေကဒီနေ့ပွေးစုံကိုမရှုံးချင်ဘူးသိခပိုင်ရယူပါလေဖိုင်နေမှာလေကစားဖို့ရှိနေတယ်ဝေခွေးမရဖြစ်နေတယ်မင်းဝေခွေးမရလုံမနေနဲ့ဒီနေ့ပွေးစုံကိုမင်းအရင်နေနဲ့ကစားအရင်နေနဲ့ကစားခဲ့လို့နိုင်ခဲ့လို့ရှိရင်အတိုင်းကြလွင်ပေါ့အဓိကကစားသမားအနေနဲ့ပွေးထုတ်ပြီးတော့နိုင်ခဲ့လို့အဓိကကစားသမားတွေ ပါတန်ရာအင်ဂျူရီပြဿနာမရှိဘူးဆိုရင်လုပလိုက်ခုကကျွန်တော်တို့အသေးတော့ကိုအာမခက်ရှင်မရှိတဲ့အနေအထားတစ်ခုမှာစာသမားမြေမှာလုပ်ပါနေတာတောင်းမဲ့ပါတယ်ဆိုတော့ညတန်တားရီ၄စင်းကမှကျွန်တော်တို့အသင်းကဘလို့လူစင်းနဲ့ထွက်ပေါ်လာမလဲဘလို့ကစားပုံတင်နေကြေဆောက်လာမလဲကျွန်တော်တို့အဲ့ဒီချက်စီအသင်းကိုနိုင်နေချင်ရှိမလားဘလို့ထွက်ပေါ်လာမလို့ဆိုတော့ညီကိုတို့ရဲ့အမြင်လေးတော့ဆွေးနွေးပေးကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ နောက်ဗီဒီယိုမှာလည်းညီကိုတို့နဲ့ပြင်တွေ့ကြအောင်ဒီနေ့ပွေးစီပြီလို့ရှိရင်လည်းပွေးပြီးသူတဲ့ချက်ဗီဒီယိုတင်ပေးဖို့ရှိတဲ့အတွက်ပွေးပြီးသူတဲ့ချက်ဗီဒီယိုကိုလည်းညီကိုတို့စောင့်မျှော်ကြည့်ကြည့်အားပေးကြပါဦးလို့ပြောကြရင်လည်းဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်